အခါတပါမှာရှင်အနန္ဒာကဝေဒာလီပြည်တဲကိုဆွန့်ကန်ကြွာလာပြီးတော့ဆွန့်ကန်ပြန်တော့မြတ်စွာဘုရားကိုသူလမ်းမှာသူမြင်ခဲ့တာကိုရှောက်တယ်။ဘာမြင်လဲဆိုတော့လေးရွှေမင်းသားငယ်လေးတွေမြားပြစ်လေးပြစ်လေးကျင့်နေတာကိုသူမြင်ခဲ့တယ်။ဘလောက်ထိသူတို့လက်ကဖြောင်းလဲဆိုလို့ရှိရင်တန်ခေါက်ပေါက်ဆိုတာရှိတယ်။တော့ပေါက်ကလေးပေါ့နော်။တော့ခတ်တဲ့အပေါက်ကလေး။အဲ့ဒါလေးတွေကိုစီးပြီးတော့ချိတ်ထား။အဲဒီကနေလှမ်းပြစ်လိုက်တယ်။အဲ့ဒီတော့ပေါက်လေးတွေအကုန်လုံးဖောက်ဖောက်ဖောက်ဆိုအဲ့ဒီတော့ပေါက်ထဲကနေမြားတန်လေးတွေဖြတ်သွားတယ်။ ်တရှင်နနာဩဒီမင်းသားငယ်လေးတွေဟာတကယ်ကိုပဲကောင်းကောင်းမွန်မွန်လေ့ကျင့်ထားရလက်ကလည်းဖြောင်းလိုက်တာပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားကိုအဲ့ဒီသူမြင်ခဲ့တာလေးကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားအနန္နာတဲ့အဲ့ဒါခက်တယ်ဆိုတာထက်အခုငါပြောမယ့်အရာကိုမင်းစဉ်းစားကြည့်တဲ့ဒီဆမေမွေးလေးကိုခုနှစ်စိတ်စိတ်မယ်တဲ့မြင်ဖို့တောင်ခက်သွားပြီနော်ဆမေမွေးရောပါတော့အချောင်းလိုက်လေးကိုခုနှစ်စိတ်စိတ်စိတ်ပြီးတော့အဲ့ဒီခုနှစ်စိတ်စိတ်ထားတယ်မှာတစ်စိတ် နော်တစိ်တစိ်ချင်းကို ထိ်ကလေးပေါက်သွားအောင် ထိုးဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးမြင်ဖို့တောင်မလွယ်ဘူးပေါ့နော်ခုနတုန်းကမြားတန်ကောက်ပေါက်တဲ့မြားတန်ဝင်အောင်ပြည့်ရတာတဲ့ဒါကဘာဖြစ်သွားပြီတော့ပိုခက်သွားပြီနော်အဲ့ဒါမြတ်စွာဘုရားအေးတဲ့အဲ့ဒါတဲ့ခက်တာအဲ့ဒါတွေတဲ့ခက်တာက သစ္စာလေးပါးကိုတိဖို့ထွန်းဖောက်ပြီးတော့မြင်ဖို့ဟာပို့ပြီးတော့ခက်တယ်တဲ့နော်ကိုယ်ခန္ဓာကြီးမကောင်းဘူးလို့ဆိုတာနော်နာမဖြားမှပဲ ဒါတောင်မှနားရဖြားတဲ့အပိုင်းလေးရလားမကောင်းတာကျန်တာတွေကတော့ကောင်းတယ်လို့လုံနေတော့ရှိသေးတာပဲခန္ဓာဟာဆင်းရဲတယ်ဆိုတော့သိဖို့ဟာအရင်ခက်တယ်တကယ်ကအောက်ဆို Twitter မှာမောတဲ့စိတ်နဲ့ပဲဖုံဖုံတို့ဟာအနေများအနေကြားခဲ့တာကိုသူ့ကိုမကောင်းမြင်ဖို့ကိုသိပြီးတော့မလွယ်ဘူးကောင်းတယ်ကြီးထင်နေတာပဲကောင်းတယ်ထင်တော့ဘာဖြစ်တုံးပျက်စီးမှလည်းအလွန်ကြောက်ပေါ့ထိခိုက်မှလည်းအလွန်စိုးရိမ်ပေါ့ဒီလိုသွားတာဟုတ်လားဒါသစ္စာလေးပါးကိုသိဖို့ဟာအလောက်ခက်တယ်လို့မြတ်စွာဘုရားဟောတာ ဲ့ဒါဘုံဘောကညနေကညောင်လေးပင်တော်ရဆိုကြီးရေးထားတယ်ဓမ္မစကြာအရသာဆိုတဲ့စာအုပ်ရှိတယ်။သစ္စာလေးပါးနဲ့ပတ်သက်ပါဆိုတော့ကြီးကအသေးစိတ်လေးတွေတချို့အားလေးတွေဝေဖန်တာရှိတယ်။တော်တော်ကောင်းတယ်။အဲ့မှာသူကဘာပြောတော့ဆိုတော့မြတ်စွာဘုရားခက်တယ်လို့ဟောတယ်ဆိုတာပါရမီမရှိတဲ့လူတွေအတွက်ပြောတာပါတဲ့။ဟောအားရှိရနော်သူပြောတဲ့သူပြောတဲ့စကားကြားရတာအားရှိတယ်ဟုတ်လား။ ါရမီရှိမယ်ဆိုရင်မခက်ပါဘူးတဲ့မြတ်စွာဘုရားလက်ထက်ကခုနှစ်သမီးခုနှစ်နဲ့သားလေးတွေတောင်တစ္ဆာလေးပါးကိုတိခဲ့ကြတာပါတဲ့ဒါကြောင့်အာတင်းပြီးတော့တစ္ဆာလေးပါးကိုတိအောင်လုပ်ပါမယ်တစ္ဆာလေးပါးတိဖို့ခက်တယ်ဆိုတာပါရမီမရှိတဲ့လူတွေခက်တာတဲ့အဲ့တော့ခက်ပြီဆိုရင်တော့ငါပါရမီတော်တော်နည်းနေပြီလို့စဉ်းစားဖို့တော့ရှိတာပေါ့နော်ဒါကိုတိဖို့ကိုတော်တော်ခက်နေပြီဆိုလို့ရှိရင်တော့ခက်တာတော့အများသောအားဖြင့်တော့ခက်နေကြတာပဲနော်အဲ့တော့ပါရမီတွေဖြည့်ဖို့မလိုဘူးလားလိုတာပေါ့